ဟုတ်ကဲ့ကိုရဲကျန်းသူ YouTube channel ကိုကြည့်ရှုလေ့လာနားဆင်နေတဲ့အများအယောက်မတန်ဆွမ်းသူမျက်မမြင်ညီကောင်မမများနဲ့တကွာတခြားသောမိတ်ဆွေဝင်များအားလုံးပဲမင်္ဂလာပါဟာတခြားသောမိတ်ဆွေဝင်များတော်ဖြစ်လိုက်တယ်ထားပါလေဆိုတော့အားလုံးပဲမင်္ဂလာပါပေါ့ဗျာเนาะဘာလို့ဆိုတော့ကျွန်တော် channel ကိုကြည့်ရှုလေ့လာနေတဲ့အချိန်မှာတာမန်အာမျက်စိမြင်တဲ့လူတွေလည်းပါမယ် အာမြဲမြံပါဝင်တခြားမတန်ထွက်နေလဲပါဝင်ကောင်းပါဝင်မယ်ပေါ့။နောက်ကျွန်တော်တင်ပေးတဲ့ content တွေကမြဲမြံနေအတွက်အထူးကြီးရတယ်ဆိုပေမဲ့လည်းတာမန်လူတွေလည်းဟွာလေးလာကြီးစုပြီးတော့မှအသုံးပြုလို့ရပါတယ်။အလားအသာမဖြစ်ဘူးပေါ့နော်။အဲကျွန်တော်တို့ကမျက်စိမမြင်တဲ့အတွက်အတန်လေးနဲ့သုံးတာပေါ့ဗျာ။အတန်လေးကကုကြီးကုကြီးနဲ့ပါနေတော့လဲတစ်မျိုးပေါ့နော်။ okay အဲ့တော့ဒီတစ်ခါတော့ကျွန်တော်တို့ဒီ Android system safety core ဆိုတော့ဟိုဟာအကြောင်းလေးလာပြောပြတာပေါ့နော်အဲ့ဒီကောင်ကပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ အာ app list မှာတော့ပေါ်လေးပေါ်တာမရှိဘူးပေါ့เนาะကျွန်တော်တော့လောဆယ် Samsung A04s ကိုသုံးနေတယ်သူကဘာလဲဆိုလို့ရှိရင်ဒီ Google ကနေပြီးတော့မှတိတ်တဆိတ်ကျွန်တော်တို့ထည့်ပေးလိုက်တယ်အာ program တခုလို့ပြောရမှာပေါ့เนาะအဲ့ဒီ program ကဘာလုပ်လဲဆိုလို့ရှိရင်ကိုယ့်ဖုန်းထဲမှာရှိတယ် အာဒီဟိုပါเนาะ sensitive content တွေဖြစ်တဲ့ဓာတ်ပုံတွေဘာတွေညာတွေပေါ့เนาะအဗီဒီယိုတွေဆိုလို့ရှိရင်သူကလိုလို scan ဖတ်ပြီးတော့ကွာတော်သူ hide လုပ်ပေးသွားတာပေါ့เนาะဖျောက်ပလိုက်တာတွေဘာတွေလုတ်တက်တယ်ဒါကျွန်တော်သိရတဲ့လောက်ပေါ့เนาะ description မှာဖော်ပြထားချက်တော်တကယ်တမ်းကြာလို့ရှိရင်ကွာကိုယ်ဖုန်းနဲ့ပဲကိုမနှာဘူးပုံတွေလည်းထားရင်ထားမယ်ကွာ sensitive ပုံတွေလည်းကိုထားရင်ထားမယ်တော်သူ လိုက်ပြီးတော့မှကိုယ့်ရဲ့ခွင့်ပြုချက်မရဘဲနဲ့တော့သူလိုက်ပြီးတော့လှုပ်နေတာပေါ့နော်အဲအဲ့လိုမျိုးသဘောတဘာဝရှိတယ်ဆိုတော့အာဒါကတကယ်တမ်းကြိုင်မလို့အဘူးကွာနောက်ကျွန်တော်တီးသလား तू အညွန်ထဲမှာရေးထားတဲ့ဟာလောက်ဆိုလို့ချင်း तू ကိုယ့်ရဲ့ဒီတကယ် scan လုပ်ပြီဆိုလို့ချင်းဒီ application ကကိုယ့်ရဲ့ဒီ RAM ပေါ့နော်ဖုန်းရဲ့ RAM ကို तू ကဒီ 2K လောက်ထိကိုအသုံးပြုပြီးတော့မှလုပ်တယ်လို့သိရတယ်ပေါ့နော်ဆိုတော့အရင်ကိုယ့်ရဲ့ဒီ security ဘိုင်း virus တွေဘိုင်းလည်းမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ကိုယ်ပိုင် content တွေကိုလိုက်ပြီးတော့မှ ဟိုက်လောက်တာတွေပါလေလောက်တာပေါ့နော်ဒါဖြောက်ပြတ်တာတွေဖွက်ထားလိုက်တာတွေလောက်တက်တဲ့အတွက်ဒီကောင်မလုံဘူးပေါ့ကွာဆိုတော့အဲ့ဒီဟာကိုကျွန်တော်တို့ဘယ်လိုသွားပြီးတော့ဖြတ်မလဲပေါ့နော်အဲ့ဒါကိုပြောပြချင်တယ်ပထမတစ်ချက်ကတော့ကိုယ့်ရဲ့ဖုန်းထဲမှာဒါအမျိုးမျိုးတော့ကွာချင်ကွာမယ်ပေါ့နော်အခုကျွန်တော်တို့ Samsung ဖုန်းဖြစ်တဲ့အတွက် Samsung ရဲ့ဒီ app တဲ့ကိုကျွန်တော်သွားမယ်ပေါ့နော် setting နဲ့ app တဲ့ကိုကျွန်တော်သွားမယ်ပေါ့နော် one app concept choose the whole apps choose which apps to use for making calls send messages go to the website and more ဆိုတော့ကျွန်တော်အတန်းနည်းနည်းချက်လိုက် background noise တွေရှိလို့ပေါ့နော်ကျွန်တော်ထုံးစံတိုင်းကျွန်တော်လည်းဟုတ်တယ်မြောက်ကလာရောက်နေတာပြင်ပါပဲအတန်း runner ထွက်သွင်းတော့အတန်းနေစုနေ Okay အဲ့တော့ choose the full Samsung app settings ဒါ Samsung app setting တွေပေါ့ more options but search apps button ဒီမှာ search app ပေါ့နော်ကျွန်တော်ဒီ search နှိပ်လို့ရတဲ့နေရာလေးမှာအပေါ်နားလေးပေါ့ more options search apps button I search app မှာအပထမဆုံးတော့လောက်မှာကကျွန်တော်တို့တကယ်ချင်းနေနေတဲ့ဒီတချို့ဖုန်းတွေမှာဆိုလို့ရှိရင် Android và system show system update ပါတွေကိုတော့နည်းနည်းဖွင့်ပေးဖို့လိုမယ်နဲ့တူတယ်။နောက် more option တွေပိုင်းမှာကော့ဆက်နေ search app mà cho nó đưa မှာကျွန်တော်တို့ကဘာရေးရမလဲဆိုတော့ android system số gì gì mà nó e a q a a h m n n d n p r n nine p l n p l delete l deleted o android i d android space s S Y Side S Size Y F Y E System W E System M System Android System lo chino chỉ lại mẹ ra từ lo cho nó được mà Android System Safety Core 46.83 MB Thì mà đó là Android System Safety Core bộ này nó Thì mà đó là Uninstall button Mà uninstall luôn lo ya mẹ đó Android System Safety Core bộ nó CYO Core အဲ့တော့အဲ့ဒီကောင်က uninstall လုပ်လို့ရမယ်ဟုတ်ပြီကျွန်တော်တို့ကအဲ့လိုမှမလုပ်ချင်ဘူးမောင်ကြီးကျရင်ရှာဖို့ရပြင်းနေဆိုလို့ရှိရင် Play Store မှာရိုက်ပြီးတော့မှရှာပြီးတော့ဖြတ်လို့ရတယ်ဥမာ download Play Store ဒီမှာဟာလေးက uninstall uninstall တယ်မှာ Android system safety core ဒီလား Android system safety core ပေါ့နော်ဒီမှာ uninstall ကျွန်တော် uninstall လုပ်ချက်လာနော် Okay ဒီကကျွန်တော်ဒီကပဲ uninstall လုပ်လိုက်မယ်နော် uninstall uninstall it cancel uninstall မှ uninstall လုပ်လိုက်နော် ဆိုတော့ဒီ Android system safety core ကကျွန်တော်ပြောသလိုမျိုးပဲဒီအရင်ကိုဖုန်းထဲမှာမလိုအပ်ဘူးလို့တော့ကျွန်တော်ယူဆတယ်ဒါကဖြုတ်ခြင်းမဖြုတ်ခြင်းကတော့ဒါတကယ်ချင်းနေဆန်တာပေါ့နော်အာကိုဖုန်းကအဲ့လိုမျိုးဟိုဟိုခလေးတွေပါလေတုံးတယ်အဲ့လိုခါကျရင်အဲ့လိုမျိုးမလိုအပ်တဲ့ content တွေပေါ့နော်ဒီဟိုဖြစ်တဲ့ sensitive ဖြစ်တဲ့ content တွေကိုအာတော်တော် high လောက်ပေးတာဖြောက်ပေးတာကြိုက်တယ်ဆိုလို့ရှိရင်တော့လည်းထည့်ထားပေါ့နော်အဖုန်းကတော့ run လဲနည်းနည်းဟိုအလုံးမရှုပ်စေခြင်းဘူး အာ memory အတွက်လည်းဟိုပါဖုန်း storage အတွက်လည်းလိုချင်တယ်ဆိုလို့ရှိရင်တော့ဒီကောင်ဖြုတ်လိုက်ပေါ့နော်အရင်ကြီးတော့မလိုအပ်ပါဘူးနော်ကျွန်မ install ပြန်ဖြစ်သွားပြီနော်အဲ့တော့ဒီလောက်ပါပဲဒါကတော့ Android system safety core ဆိုတော့ဒီသူ့မှာပါလာတဲ့ feature ကိုအာဘလုံးရမ်းထုတ်မယ်ဆိုတော့ဟာလေးကို live ပြောပြတာဗာဒီ Play Store link ကိုလည်း ဒီ description ပေါ့နော်ဒီ video description မှာလည်းထားပေးထားမယ်ထည့်ပေးထားမယ်ထုံးစံအတိုင်းမရရင်လည်းကျွန်တော်ရဲ့ကိုရေးချမ်းသူ Telegram မှာဟိုပါပြလို့ရတယ်အာတကယ်လို့မတွေ့ရင်တော့လည်းဒီ Play Store မှာ Android System Safety Call ဆိုတဲ့ဟာလေးကိုပေါ့နော် Call ဆိုတဲ့ဟာလေးကိုကျွန်တော်ဟိုပါပြလို့ရတယ်ပေါ့နော်အာဒီမှာဒီဒီဒီစာလေးအတိုင်းရိုက်လိုက်ပေါ့နော် Android System Safety Call capital A N D R O I D space capital S Y S T E M space capital S F E T Y capital C O R E နော်အဲဒါ Android System Safety Call ါလေးကိုဖြုတ်တဲ့ဟာလေးလာပြောပြကျေးဇူးပါဗျာเนาะနောက်မှပြန်ပေးကြတာပေါ့တတ်တာ